ရန်ကုန်မြို့မှာ2025ခုနှစ်နှစ်စံပိုင်းကနေစတင်ပြီးခလေးပြောင်းမှုတွေခိုးယူခံရမှုတွေပြန်ပြီးဆွေးမှုတွေစတိုက်ဆုတ်လို့ဖြစ်ပေါ်လာနေတယ်လို့ဒေသခံတွေပြောကြားချက်နဲ့သတင်းမှတ်တမ်းတွေအရသိရပါတယ်။ဒီကနေ့ဇွန်လ17ရက်နေ့မနက်9:00နာရီခွဲကမှရန်ကုန်မြို့တိုက်ကြီးမြို့နယ်ဖလုံဘူဒါကျေးပြအုပ်စုကဖလုံမြိုင်းဟေဝံသွားလမ်းရဲ့ဆေးမြောင်းတရာတစ်ခုအောက်မှာအသက်တနှစ်ခွဲကန်သာရှိသေးတဲ့ခလင်းငယ်တအုပ်ကိုစွန့်ပစ်ထားမှုဖြစ်ပေါ်ခဲ့ပါတယ်။ တိုင်ကြီးမျိုးကိုအလုတ်သွားဖို့ထွက်လာတဲ့ဒေသခံတအူးကသရအောင်မှာကလင်းကိုတန်းကြရတော့စင်ကြည်ချိန်မှာအဝိမလာနဲ့ကလင်းငယ်တအူးကို တွေ့ရတာပါကလင်းငယ်ဟာလေဘင်းကန်သာပေါ်တော့တဲ့ရေအတွင်းနှမြုံနေခဲ့ပြီးရေကြောင်ချိန်ဖြစ်လို့သာအသက်ရှင်လာလို့ရဲမှတ်တမ်းတွေအများသိရပါတယ် ပိုင်ရှင်မိတ်ကလင်ငယ်ကိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေဓာတ်ပုံနေတဲ့တကွာဖြန့်ဝေပြီးမှတော့မိဘတွေဟာတိုက်ကြီးမျိုးပေါ်ကဖြစ်ပြီးဇွန်လ10ရက်နေ့ည9:00နာရီကမှပျောက်ဆုံးသွားခဲ့တဲ့ကလင်ငယ်ဖြစ်တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ရဲ့မတ်တမ်းတွေအရတော့ကိုဝင်ဆောင်လို့ယူဆရသူအမျိုးသမီးတဦးကခိုးယူသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိတော့ကျူးလွန်သူကိုဖမ်းဆီးရမိတာမရှိသေးပါဘူး။